အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ထမင်းစားလို့အရန်အရန်ကိုမိန်သေးတော့ကြောင်ကပိကျချန်နီလေးကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်ချဲရတာလည်းလွယ်ကူသလိုအရန်ကိုမှထမင်းစားလို့မိန်စီတဲ့ချန်နီလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပေါင်းတဲ့ပစ္စည်းတွေကတော့ကျက်တုန်နဲ့ကျက်တုန်ပြုငွေရည်သေးငွေရည်ခွဲချန်တွေပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ကျက်ဥကိုလေးလုံးပြုတ်ပြီးတော့ခွဲထားတာဖြစ်ပါတယ်ခင်ဗျာဘဲဥတော့ပြုလို့ရပါတယ်ရည်ဥဆုံးကျွန်တော်ပေါင်းပစ္စည်းလေးတွေကိုညက်သွားတဲ့ဒီအကုန်လုံးစုပြီးတော့ထောင်းပေးပါမယ်တစ်မျိုးချင်းစီထောင်းပြီးတော့ပို့ပြီးတော့ညက်တယ်ပေါ့နော်အကုန်လုံးစုထောင်းလို့ရပါတယ်မိမိချန်နီတက်တယ်လို့ထောင်းလို့ရပါတယ် နောက်ဆုံးမှာတော့ငွေကြီးကိုချန်လေးထည့်ပြီးတော့ကျွန်တော်တို့ထားလိုက်ပါဖြစ်ပါတယ်။ဒီ channel လေးကပေါ့နော်လွယ်လေးလွယ်ကူတယ်အရန်ဟိုမှာတမင်းစားလို့မိန်စီပါတယ်ခင်ဗျာ။ကုန်ကြလည်းအရန်တက်တာပါတယ်။အခုလိုမျိုးထောင်းမှုဆိုလို့ရှိရင်တော့ဟင်းစားပြီးချက်ပါပြီကျွန်တော်ကတော့စီနည်းနည်းများများလေးသုံးထားလိုက်ပါတယ်ထမင်းနဲ့စားမှဖြစ်တဲ့အတွက်အနှစ်များများလေးလိုအောင်ပေါ့နော်လိုတဲ့အတွက်ကျွန်တော်စီများများလေးထည့်လိုက်ပါတယ်စနင်းမုံလေးနင်းခဲ့ပါထည့်လိုက်ပါမယ်စနင်းမုံထည့်ပြီဆိုလို့ရှိရင်တော့ငပီလေးနင်းခဲ့ထည့်ပါမယ်ငပီလေးခြေသွောင်းခြေပြီးတော့သမတ်သွောင်းຫມွေလိုက်ပါမယ် တမသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေလေးထည့်ပါမယ်ခင်ဗျာရေတော့ဒီနေရာမှာကိုကအကျဲကြိုက်တယ်ဆိုလို့ရှိရင်တော့ရေများများလေးထည့်ပေးပါကျွန်တော်ကတော့အချောက်ချက်မှဖြစ်တဲ့အတွက်ရေနည်းငယ်ပဲထည့်ထားလိုက်ပါတယ်ရတဲ့အတွက်စက်သားမုံလေးထည့်ပါမယ်ကျွန်တော်တို့အချင်းအတွက်ရှာလက်ကလေးနည်းငယ်သုံးပြလိုက်ပါတယ်မကြီးရေသုံးပြလိုက်ရပါတယ်ခင်ဗျာစားလေးနည်းငယ်ထည့်ပါမယ် ရတာတွေထည့်ပြီးဆိုလို့ရှိရင်တော့ပြုတ်ထားတဲ့ကြက်ဥတွေကိုကျွန်တော်တို့အရင်ဆုံးမှောက်ပြီးတော့ထည့်လိုက်ပါမယ်ထည့်ရတယ်ရန်အောင်မှလွယ်ကူပါတယ်မြန်လဲမြန်ဆန်တယ်ကဲနောက်ဆုံးကြက်ဥလေးတွေပလက်လှန်ပေးလိုက်လို့ရှိရင်တော့အရန်ဆောက်လို့ကောင်းတယ်ကြက်ဥကပိချက်လေးရပါပြီခင်ဗျာကြီးကြီးပါပဲနေသူလူထတာကျေးဇူးထူးတင်ပါတယ်ခင်ဗျာဒီနေ့တိုင်းချက်ကြည့်ပါအရန်ဆောက်လို့မိပါတယ်အာမခံပါတယ်ခင်ဗျာကြက်ဥဘဲဥကြိုက်တဲ့သူတွေဆိုဆိုလို့ရှိရင်တော့အရန်အရန်ဟိုမှာမိုက်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ခင်ဗျာဒီကြက်ဥချက်လေးနဲ့ပေါ့နော်ထမင်းလေးနဲ့တခွားသီးလေးနဲ့တို့စားလိုက်တဲ့အချိန်မှာအရန်ဟိုမှာအရသာရှိပြီးတော့ဆောက်လို့ကောင်းတယ်ကြက်ဥဟင်းလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ 拜拜。Bye bye.